အားလုံးပဲမင်္ဂလာပါရှင်မြစ်ချနာတင်ကြနေရဲ့ဇော်လာနေရဲ့ရေဒီယိုစီစဉ်တက်ဆက်ပေါ်တော့မှာဖြစ်ပါတယ်မြစ်ဆုံဂိမ်းမှာစေကောင်းစီတသားတွေကနေဂိတ်ကြီးကောက်ခဏတွေပြလုံးနေစေဖြစ်ပြီးဒီတက်ခံလန်းတော်လန်းလာတွေကိုပါဒါစီမင်းမြန်နာတွေလောက်ဆောင်နေလို့သိရပါတယ်စေကောင်းစီရဲ့လေချောင်းပုံချင်းမှုကြောင့်လင်းနစ်ချောအတွင်ပြီးသူ1505ဦးတေဆုံးခဲ့ပြီးအချင်းပင်တွေက69ဦးပါဝင်ခဲ့ပါတယ် ဒေါ်ဆန်းစုကြည်မွေးနေမှာကြပြယူဆိုတဲ့မြင်းချန်တောင်ကအနေနဲ့ရေးအကျဉ်းသားတွေကိုရိုက်နှက်နေဆက်ပြီးတိုက်ပိတ်ထားပါတယ်။စားရတဲ့ဒရင်ကိုတက်ဆက်ပြီးတော့မှာပါ။ကျမတို့အစစင်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။မချနာပူတောင်လမ်းပိုင်းကမြေဆုံကိန်းမှာစစ်ကောင်စီတပ်သားတွေကနေ KG ကောက်ခံတော်တွေပြုလုပ်နေစေဖြစ်ပြီးဒီတကလမ်းတော်လမ်းလာတွေကိုပါဒါစီမင်းမြန်တော်တွေလှုပ်ဆောင်နေလို့သိရပါတယ်။ထရေးဆာကတက်ဆက်ပြီးမှာပါ။ စက်သုံးစီထေဆောင်သူတွေကိုအချက်ပိုက်ကနေစီတပေးပါချက်တသိန်းဒီပါကောက်ခံနေတယ်လို့ဆိုင်းငါးအိအချက်တင်ဆောင်ရင်တဲ့ကို3000ချက်ကောက်ခံပြီးပြလက်မင်းငါးအိအချက်ဆိုရင်လည်းအလားတူပေးဆောင်ရရလို့မြေဆုံဒေတာခံနေနေဆက်သူတို့ကမြင့်နေတဲ့တင်ချာနေကိုပြောပါတယ် ဒါအပြင် every game မှာစောင့်ချက်တဲ့အစ်ကောင်စီတပ်သားတွေကလည်းတည်င်းချတီးရမှုပေါ်မူတည်ပြီးလန်တော်လန်လာပီတူတွေကိုတာစီမေမြန်တာရီပါလုံဆောင်လေးရှိတဲ့လို့လဲဆိုပါတယ်အချက်ပါမြေဆောင်ဒေတာခန်နေနေဆက်သူရဲ့ပြောပြချက်အရာ ခေးဆောင်တပ်သားတွေဟာခီးသွွားကုန်တင်ကားတွေကိုတမကကုန်ပစ္စည်းတင်ဆောင်ဒေသခံတွေကိုပါငွေကြေးကောက်ခံတာတွေရှိရလို့သမန်တိရှိရပါတယ်ကွန်ပျက်စီးတင်ဆောင်တဲ့ကာသမာရီအနေနဲ့မြေဆုံမရောက်ခင်လမုံစုပြောအတွင်းကအစ်ကောက်စီကိန်းနေနေရမှာပါ KJ ဘေးဆောင်ရရလို့လည်းတီးရပါတယ် မြချနာမျိုးရဲ့မြောက်ဘက်28မိုင်အကွာမြေဆုံဒေသအနီးကတောင်ဖရေရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းပဲပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းလောကနေစပြီးစစ်ကောင်စီတပ်သားအင်အားဖြည့်တင်းနေထိုင်နေတာရှိသလိုမြချနာမျိုးဆုံလမ်းပေါ်ကအာလမ်ကျေးရွာဥစုလမုစုရွာမှာလည်းစစ်ကောင်စီတပ်သားတွေကိုအင်အားဖြည့်တင်းထားရရှိပါတယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger ကနေဖြစ်စေဖုန်းနံပါတ်3996 3933ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။စကောင်းစီရေးလေးချောင်းပုံချိန်မှုကြောင့်လင်းနစ်ကျော်အတွင်းပီတူ1505ရောက်တိတ်ဆုံးခဲ့ပြီးကချင်ပြည်နယ်က69ရောက်ပါဝင်ခဲ့ပါတယ်။စစိုင်းကတက်ဆက်ပေးမှာပါ။ စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်အာနာသိန်းလင်းနစ်ကျော်ကာလအတွင်းနာမည်နဲ့တကွအတိပြုနိုင်တဲ့ဒေသုံပြည်သူ1505ယောက်ရှိရလို့နိုင်ငံရေးအကြီးအကဲများကကိုင်ဆောင်ရှောက်ရေးအသင်း AAPP ရဲ့အချက်လက်တွေကသိရပါဗျ။ဒါဟာ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေ2025ဇွန်လ30ရက်နေ့အထိစာရင်းတွေဖြစ်ပြီးအတည်ပြုဖို့လိုတဲ့ပြည်သူအရေးအတွက်ကလည်းအနည်းဆုံး1349ယောက်ရှိရလို့ AAPP ကဆိုပါတယ်။ အတီးပြုတ်နိုင်တဲ့ဒေဆုံးပြည်သူအရေအတွက်မှာတော့စကိုင်းတိုင်းကအယောက်920နဲ့အများဆုံးဖြစ်ပြီးဒုတိယအများဆုံးအဖြစ်ရခိုင်က292ယောက်တတိယအများဆုံးအဖြစ်ရှမ်းပြည်နယ်က159ယောက်ဖြစ်တယ်လို့သိရပါဗျ။ကချင်ပြည်နယ်မှာတော့လေကြောင်းဘုံကျဲမှုကြောင့်တည်ဆုံသွားတဲ့နာမည်တဲ့တကွာအတီးပြုတ်နေတဲ့ပြည်သူကတော့69ယောက်ဖြစ်ပြီးအဲ့ဒီအချက်လက်တွေဟာလက်တွေ့မြေပြင်မှာတော့ပုံများနိုင်တယ်လို့လည်း AAPB ကဆိုပါတယ် ကချင်ပြည်နယ်မှာတော့2022အောက်တိုဘာလ23ရက်နေ့တုန်းကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖက်ကတ်မြို့နယ်အနောင်ပါဒေသမှာ KIA စစ်သားနဲ့အရတားပြည်သူအပါအဝင် စုစုပေါင်းလူ62ယောက်တေဆုံးခဲ့ဘူးတလို့2023အောက်တိုဘာ9ရက်နေ့မှာတော့မုံလိုက်ခက်စစ်ဆောင်စခန်းပြည်သူ29ယောက်တေဆုံးခဲ့ဘူးပါတယ် စစ်ကောင်စီရဲ့လေကြောင်းကနေပြည်သူလူထုကိုဘုံကျဲတာတွေကတော့2023ခုနှစ်ကနေစတင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။နေ့အလိုက်သေးဆုံးမှုတွေမှာတော့အတီးပြုတ်နိုင်တဲ့ပြည်သူနဲ့အတီးမပြုတ်နိုင်တဲ့ပြည်သူစုစုပေါင်းဟာ2023ခုနှစ်မှာ464ယောက်2024ခုနှစ်မှာတော့1418ယောက်နဲ့အခု2025ခုနှစ်မှာတော့892ယောက်ရှိနေတယ်လို့သိရပါတယ်။ အခုချိန်မှာတော့စစ်ကောင်စီဟာလေကြောင်းကနေပြည်သူလူထုကိုရဟတ်ရင်တိုက်လေရင်တွေနဲ့တမကဒရုန်းတွေစက်တက်လေကြီးတွေဇင်းလုံးတက်တာတဲ့ဂျိုင်ရိုကော့ပတာလို့ခေါ်တဲ့ယာဉ်တွေနဲ့ပါဘုံကျဲနေတာဖြစ်ပါတယ်ဒေါ်ဆန်းစုတီမွေနေမှာကပြာရွဆိုခဲ့တဲ့မင်းချန်ထောင်ကနိုင်ငံရေးအချင်းသားတွေကိုယနေ့နှိပ်စက်ပြီးဒီကနေ့ဆိုရင်လာနေရက်နေ့အထိတက်ပိတ်ထားဆဲပြတဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက်ကနေတည်ရပါဗျ။နမမြတ်နေရာတင်ဆက်ပေးမှာပါ။ ကပြာယူဆိုပြီးနောက်ချက်ချင်းရိုက်နဲ့နှိမ့်ဆက်ခံရပြီးချေချင်းခတ်တိုက်ပစ်ခံရတဲ့နိုင်ငံရေးအကျဉ်းသား၅ယောက်ရှိပြီးတော့နေပူလန်ပြီးထပ်မံရိုက်နဲ့နှိမ့်ဆက်တိုက်ပစ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသား၂ယောက်စုစုပေါင်း9ယောက်ကိုအခုထိတိုက်ပစ်ထားတယ်လို့ PPNM ရဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ် ရုတ်ဖက်တဲ့သူတွေကိုဆွဲထုတ်ပြီးတော့မှရိုင်းနှက်တာမျိုးတွေလုပ်တယ်ရိုင်းနှက်ပြီးတော့တချို့လူတွေကိုကြတော့တိုက်ခြေချင်းခတ်ပြီးတော့တခါတည်းတိုက်ပိတ်လိုက်တယ်တချို့လူတွေကိုကြတော့နေပူလန်းထားတယ်အာပြီးတော့ခြေချင်းခတ်တိုက်ပိတ်ထားတယ်လည်းလုပ်တယ်ပေါ့နော် ခုချိန်ထိတိုက်ထင်းရထုတ်ထားတာမျိုးမရှိသေးဘူးပြီးတော့ရရှိတဲ့ဒဏ်ရာတွေကိုလည်းစေကူတာပေးတာမျိုးတွေစေဝါပေးပို့တာတွေမရှိသေးဘူးပေါ့နော်အခုချိန်ထိပဲတိုက်ထင်းမှာရှိနေပါသေးတယ်ဒီနေ့နှိမ့်ဆက်မှုတွေကိုမင်းချန်ထောင်ကထောင်ဝန်ထမ်းတွေကကျူးလွန်ခဲ့တာဖြစ်ပြီးအခုထိစေကူတာပေးတာမရှိသလိုထောင်ဝန်စာတွေ့ခွင့်နဲ့ပါစေပို့ဆောင်ခွင့်ကိုပါကန့်တတ်ထားတယ်လို့သိရပါတယ်ကြပြာရွယုံနဲ့လူအခွင့်ရေးချိုးဖောက်နေကြတဲ့ထောင်ဝန်ထမ်းတွေကိုလူအခွင့်ရေးပြန်လည်ရရှိချိန်မှာ တရားမျှတမှုရရှိအောင်ကြိုးစားဆောင်ရွက်တော်မယ်လို့လည်း PPMM ကအသိပေးထားပါတယ်။ထိုင်းအောင်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံသားတွေစုဝေးစံသားပြတဲ့နေရာတွေကိုရှောင်ရှားကြဖို့နဲ့ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။ မိခင်တိုင်ပြည်ရဲ့အခြေအနေအရရဲ့အကြောင်းမလွေးမရှောင်သာအင်းဒီချင်းနိုင်ငံတွေမှာခေလုံနေရတဲ့အားလျော်စွာခေလုံနေတဲ့နိုင်ငံရဲ့ဥပဒေဒေတန်ဒရာအင်ချိန်မှုတလေထုံတန်းလူမှုအတန်းဝိုင်းတွေနဲ့ဓာစာသာပြစ်စွာနေထိုင်ဖို့အရေးကြီးတာကြောင့်ထိုင်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့အဖက်ဖက်ကနေဝိုင်းဝန်းပန့်ပိုးပေးဖို့မြေတရခံလာတာဖြစ်ပါတယ်ထိုင်းပြည်အစိုးရလွတ်တော်ထိုင်းတပ်မတော်ထိုင်းပြည်တလူတူတွေကိုလည်းထိုင်းနိုင်ငံရောက်မြန်မာတွေကိုစားအမေသားညညရေးအစိုးရကအခြေစိုးတင်ကြောင်းဖော်ပြပြောဆိုချပါရယ် စစ်ကောင်စီရဲ့ဖိနှိပ်ရဆက်မှုတွေကြောင့်ထပြေးခလုံးလာရတဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောင်းနေတဲ့သူတွေမဟုတ်သလိုပြည်တွင်းမှာအာဏာသိမ်းအကြမ်းဖက်မှုကိုဖိရှားအောင်မြင်ရင်အမိနိုင်ငံကိုပြန်လည်နေထိုင်ကြမယ့်သူတွေဒါဖြစ်ကြောင်းလဲဆိုပါရယ်ဒါပေအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ခရီးခလုံးနေရတဲ့ကာလတွေမှာမြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းလူမှုအတိုင်းအဝိုင်းယဉ်ကျေးမှုတွေထုံးစံတွေကိုလေးစားလိုက်နာပြီး ဒါဆာသာဖြစ်စွာနေထိုင်နိုင်ရေးကိုလည်းစူးစမ်းဆောင်ရွက်နေကြလို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကိုလူသားချင်းစာနာတောက်ထားပြီးဆက်လက်ကူညီဆောင်ရှောက်ပေးကြဖို့ကိုလည်းမေတ္တာရက်ခံကြပါရယ်အချက်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရယ်လတ်တော်ကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ် ဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းရဲ့အတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအတ ିକ ကြုံရလေးရှိတာကစိုးရိမ်တော်ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ ားကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။၂လက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရုစိုက်ပေးဖို့လိုအပ်ပါတယ်။ လေအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပေမယ့်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားသောက်ဖို့လိုအပ်ပါတယ်၆ ိုလက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ ခုနှစ်ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှစ်ကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ ိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ကိုယ်ရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်မြို့နာသတင်းချန်နေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။